ဘဝဉ္ဇဉ်ကိုရှုမြင်ပြီးတော့တတိထားတယ်ဘဝဉ္ဇဉ်ကိုတတိထားတယ်ရှုမြင်တယ်ဆင်ញင်သုံးသပ်ပြီးတော့ကိုယ့်ဘဝကိုကောင်းအောင်လုပ်သွားကြတာတဲ့စန္ဒမူနာအဖြစ်မှတ်ယူတဲ့နဲ့ဆိုပြီးတော့ကုမ္မကရဆကိုဟောတာနော်ဒီဇာလန်လေးကိုဟောတာအဲ့တော့မြတ်စွာဘုရားရဲ့အလောင်းတော်ဟာဒီဗာရဏသီပြည်ပြမတမင်းအုပ်စိုးတဲ့အချိန်မှာဗာရဏသီမြို့ရဲ့မြို့တကားနာမှာရွာတရွာရှိတယ် အဲ့ဒီရွာမှာအိုးလုပ်ငန်းနဲ့သမွေးတယ်မိသားစုအတူနေကြတယ်သားတယောက်သမီးတယောက် ထွန်းကားတယ်သူတို့မိသားစု၄ယောက်အိုးလုပ်ငန်းလုပ်ပြီးတော့သမွေးကြချမ်းသာတာမဟုတ်တော့လည်းပဲညံ့မြတ်တာတာစားနိုင်ကြတယ်ပေါ့အဲ့ဒီလိုအိုးလုပ်ငန်းနဲ့လုပ်ပြီးတော့အသက်မွေးဝမ်းကြောင်း ပြုတ်နေတဲ့အချိန်မှာတနေ့ကျတော့ ကောင်းကင်ရံကနေကြွားရောက်ပြီးဘုရင်ရဲ့ဥယျာဉ်ထဲမှာဆင်းသက်ပြီးနှစ်နှစ်ပိုင်းအချိန်မှာသူတော်စင်ပုဂ္ဂိုလ်၄ဦးသူတော်စင်ပုဂ္ဂိုလ်၄ဦးဟာသူ့အိမ်တကားဝါဘက်ကိုကြွားလာတယ်ရှင်းတော့ကတော့ဒါဒီအခုမြန်မာနိုင်ငံမှာဆွန့်ခံနေဆိုတဲ့ဘုရားဘာသာဝင်တွေရိုးရာကိစ္စဖြစ်နေတယ်ဆွန့်ခံကြတယ် ဆွန့်ခံတာမထူးဆန်းတော့ဘူး။တချို့နိုင်ငံတွေမှာဆိုဆွန့်ခံတဲ့အလေးပျောက်သွားပြီ။ဆိုပါစို့တိရိလင်္ကာနိုင်ငံမှာဆိုရင်တောပိုင်းလောက်ပဲရှိတယ်မြို့မှာဆွန့်ခံတဲ့အချက်မရှိတော့ပျောက်သွားပြီ။ထိုင်းမှာဆွန့်ခံတဲ့အလေးချင်းရှိတယ်။ကမ္ဘောဒီးယားတို့လာအိုတို့လည်းရှိပုံရတယ်။တခြားနိုင်ငံတွေမှာဆွန့်ခံတာမရှိတော့ဘူး။ဆွန့်ခံတဲ့အလေးချင်းပျောက်ကွယ်သွားပြီ။အိန္ဒိယနိုင်ငံမှာတစ်ချိန်တုန်းကသူတော်စင်သူတော်မြတ်တွေဟာ လက်အိမ်တစုံလှက်လှယ်ပြီးတော့တပိတ်ကလေးပိုက်ပြီးတော့လှက်လှယ်သွားလာတာတရာတရားပေါက်တဲ့ပုံကိုယ်တွေကလှူတဲ့ချွေးမွေးတာလေးနဲ့ခြေနှက်ပြီးတော့ကိုယ့်ဘဝကိုပြုပြင်ပြီးတော့နေထိုင်လေးရှိကြတာဟုတ်အဲ့ဒီမှာလည်းပဲသူတော်စင်ပုဂ္ဂိုလ်၄ဦးဟာအိန္ဒိယသိက္ခာရှိရှိနဲ့ဒီသူတို့ရဲ့မျက်နှာတွေကလည်းကြည်လင်လို့သူတို့ရဲ့အသားရည်တွေကလည်းတန်ရှင်းစင်ကြယ်ပြီးတော့ တကယ်ကိုစိတ်ချမ်းချမ်းသာသာပုံပန်းထရံနဲ့သူ့အိမ်တကားဘဝကိုရောက်လာဖះနှောင်းကဘဝဘဝကိုကပြီးချင်းကန်းကျင်တဲ့တရားတရားရှိတော့အဲ့ဒီသူတော်စင်တွေလည်းမြင်ရောအိမ်မော်ကြွဖို့ပင့်နေဆွန့်တူမယ်ပေါ့အိမ်မော်ကြွအိမ်မော်ကြွပြီးတော့နေရာထိုင်ခင်းပေးထားပြီးပြစ္ဆေကဗုဒ္ဓတို့နောက်ပိုင်းကျတော့အဲ့ဒီပုံကိုယ်တွေက တမန်ပုဂ္ဂိုလ်တွေမဟုတ်ဘဲနဲ့တကယ်ကိုဟိမွန်တာဘက်ကကြွလာတယ်ပစ္စိကဗုဒ္ဓတွေဖြစ်သူတို့ဟာလူဘဝတုန်းကလည်းပဲစံပြေအုပ်ချုပ်တဲ့မင်းဆိုးရာဇာတွေဖြစ်ခဲ့ကြတယ်သို့တော်အခုသူတို့ဟာပစ္စိကဗုဒ္ဓသူတော်စင်သူတော်မြတ်တွေအနေနဲ့ရောက်လာတော့ဘုရားလောင်းနဲ့ဆုံတွေ့တဲ့အခါမှာသူအိုးလုတ်တဲ့လုပ်ငန်းအိုးလုတ်ယုံကြီးမှာပစ္စိကဗုဒ္ဓတွေအတွက်နေရာပေးပြီးတော့ဆောင်းကွန်းလှုပ်ကြွေးတယ် ဆုံးကုန်လို့ကျင်းရင်ကနေပြီးတော့အလှရေဆက်နော်လက်နဲ့မကွာဆိုတာလို့ပိဿကဗုဒ္ဓတိဟောပြောမဲ့တရားဓမ္မကိုနာရင်ထောင်ရင်နဲ့ပိဿကဗုဒ္ဓတိနဲ့စကားတပြည့် ပြောတယ်ပေါ့အဲ့တော့ပိဿကဗုဒ္ဓလို့တော့မသိဘူးတမန်သူတော်စင်နေပဲထိုခေတ်ကတော့ဒီလိုပဲသူတော်စင်သူတော်မြတ်တွေဟာဆုံးခံလှဲ့လှဲ့ကြတာရိုးနေတဲ့အနေအထားမျိုးရှိတယ်ပေါ့ အဲ့တော့ဒီသူတော်သူတော်စင်လေးမြတ်ကို တွေ့တဲ့အခါကျတော့စကားပြောရင်သူကမေးတယ်အရှင်ဘုရားတို့ကြည်ရတာအသားအရည်တွေကလည်းစင်ကြယ်ကြတယ်အိန္ဒိယတွေကလည်းကောင်းလိုက်ကြတယ်တိခါသမားတွေလည်းရှိတယ်အဲ့တော့အရှင်ဘုရားတို့အခုလိုဆုံးခံလက်လဲပြီးတော့ဒီလိုစားတာဒီဘဝယဟန်ဘဝကိုအရှင်ဘုရားတို့တက်လှမ်းလာတာဘာကြောင့်လဲ အသက်အရွယ်လည်းအလွန်မင်းမကြည့်ကြသေးဘူးရှင်ဘုရားတို့ခုခေတ်လို့ပြောရင်ဘာဖြစ်လို့ဘုန်းကြီးဝတ်လာကြတာလဲဆိုမိကုံမေးတာပဲเนาะဘာဖြစ်လို့ဘာကြောင့်ဘုန်းကြီးဝတ်လာကြတာလဲဒီဘဝမျိုးဘယ်ဘဝကနေပြီးတော့ခုပြောင်းလာကြတာလဲလို့ပြစ်စင်ကားပေါ်ရတယ်အရှင်မြတ်တွေကိုမေးတဲ့အခါတော့ပထမဆုံးအကြီးဆုံးပြစ်စင်ကားပေါ်ရအရှင်မြတ်ပေါ့သူတော်စင်သူတော်မြတ်ကပြောတယ် သူကစပြီးတော့ဖြေတယ်အဲ့တော့သူပြောတဲ့ပုံသဏ္ဍာန်လေးကိုကြည့်အောင်အမ္ဘာဟမတ္တဝဏမန္တရတမေနီလောဘတံဖလိတံတံဝေရုံလတမတ္တတဖလဟေတုဝိဘကံတန်ဒိတဝဗိခာစရိယံစရာမိဗိခာစရိယံစရာမိဆိုတာအခုလို့ဆွမ်းငံလိတိတဲ့ဘဝကိုသူရောက်လာတာဟာတခြားမဟုတ်ဘူးတဲ့ သူပြောတဲ့အချင်းချုပ်လေးကတော့သူဟာအဲ့ဒီဘဝကိုရောက်လာတာတခြားမဟုတ်ဘူးတဲ့ဒီတော့အုပ်ဥယျင်ထဲမှာအရွက်တွေကစိမ့်ပြီးတော့အသီးတွေကမှဲ့ဝင်းနေတဲ့အင်တန်မှအသီးတွေကလည်းဝင်းဝင်းဝါဝါအရွက်တွေကလည်းစိမ့်စိမ့်နေတဲ့တရေပင်ကြီးတပင်ကိုတွေ့တယ်တဲ့အဲ့ဒီတရေပင်ကြီးဟာဒီအသီးတွေကိုအကြောင်းပြုပြီးတော့ တပင်လုံးဟာရဆရာမရှိအောင်ကျိုးပဲ့ပျက်စီးသွားတာကိုသူတွေ့ရရတယ်တဲ့ဟောသူ့ရဲ့ပတ်ဝန်းကျင်မှာဒီလိုအသီးတွေနဲ့လှပနေတဲ့တရေပင်ကြီးတပင်ဟာပျက်စီးသွားတာကိုသူတွေ့လိုက်လို့စိတ်ထဲမှာဒါကို အမှတ်ထားပြီးတော့လောကကြီးကိုဆင်ញင်သုံးသပ်ကြည့်ပြီးသူဟာဒီဘဝကိုကူပြောင်းလာခဲ့တာဖြစ်တယ်လို့အချင်းညို့အဲ့လိုပြောတယ်သို့တော့သူ့ရဲ့ဇလံကိုတည်တည်ချာချာရှင်းပြတဲ့အခါမှာသူဟာ တခြားမဟုတ်ဘူးတဲ့ကလင်္ကာတိုင်းကဒန္တပူရမြို့မှာကရန္တကဆိုတဲ့မင်းဘဝနဲ့သူကတိုင်းပြည်ကိုအုပ်စိုးခဲ့တာဖြစ်တယ်။တော့ကလင်္ကာတိုင်းဆိုတာဂဏိခေတ်မှာလည်းကလင်္ကာလို့ခေါ်တာရှိတယ်။ဒီအောရိတပြည်နယ်လို့ဂဏိခေတ်မှာခေါ်တယ်။အိန္ဒိယကလကတ္တာကနေပြီးတော့တောင်ကိုဖြောင်းပြောင်းသွားလိုက်လို့ရှိရင်အောရိတပြည်နယ်ဆိုရအောင် မြန်မာပြည်နဲ့ပြောမယ်ဆိုရင်ပသိမ်နဲ့ကမ်းရိုးတန်းတစ်ဖြောင်းတည်းလောက်ရှိတယ်ပေါ့ဘုန်းကြီးတို့လည်းရောက်ဖူးတယ်ပေါ့တီရီကူဆရာတော်ကြီးကခေါ်တာနဲ့လိုက်သွားဘူးတယ်အဲ့ဒီဩရိတပြည်နယ်ထဲမှာကာလင်ကတိုင်းဆိုတာရှိတယ်အဲ့ဒီကာလင်ကတိုင်းကတမန်ကျောင်းနဲ့ပြောမယ်ဆိုရင်အာတော်ကမင်းကြီးကကာလင်ကကိုကျူးကျော်ပြီးတော့စစ်တိုက်တဲ့အခါမှာလူနှစ်သိန်းတော့သွေးချောင်းစီးသွားတယ်နော်သူတို့တိုက်ပွဲဟာအလွန်ပြင်းထန်ဒါကြောင့်မို့ကာလင်ကတိုင်းက ဒေါရီလို့ခေါ်တဲ့ဒဝလခိရိဆိုတဲ့တောင်းလေးရှိတယ်အဲ့နာမှာချောင်းကြီးရှိတယ်အခုတော့ကောနေပြီပေါ့အဲ့နာလေးမှာသွေးချောင်းစီးသွားတာတိုက်ပွဲကာလင်္ကတိုင်းကပြန်ပြီးတော့ခုခံတိုက်ခိုက်တယ်အာသောကမင်းကြီးကလည်းပဲကာလင်္ကတိုင်းကိုတိုက်တိုက်ဖို့ကြိုးစားတယ်အောင်တော့အောင်လိုက်တယ်ဒါပေမဲ့လူတွေနှစ်သိန်းလောက်သိဆုံးသွားတယ်ဒါကြောင့်မို့အဲ့နာလေးမှာအာသောကမင်းရဲ့ကြောက်စာတွေရေးထိုးထားတာရှိနေပေါ့ သူ့ရဲ့ addict ခေါ်တဲ့သူသူဟာနောက်ကာလင်္ကာတိုင်းကိုကျူးကျော်ပြီးတဲ့နောက်မှာစစ်မတိုက်တော့ဘူးအရင်တော့ကတော့စန္ဒာတော့ကအလွန်စိတ်ချမ်းကိုချမ်းနိုင်တဲ့ဘုရင်ကြီးနောက်ပိုင်းကျတော့ဓမ္မဝိဇ္ဇာဘုသူ့ကိုမှ အာရမနီးနဲ့အနိုင်မကျင့်တော့ဘူးတရားနီးလန့်နဲ့ပဲဓမ္မဝိဇ္ဇာတရားနဲ့ပဲအောင်းနေအောင်ကြိုးစားတော့မယ်ဆိုအဲ့ဒီမှာသူတန်ဝေကရပြီးတော့မြန်မာလူမျိုးတွေပြောပြောနေတဲ့ နော်ဒီဓမ္မသောကအင်းဝရဆာဆိုတဲ့တော့အဲ့ဒါပေါ့နော်အဲ့ဒီဓမ္မသောကမင်းကြီးဟာအဲ့ဒီကလင်ကစစ်ပွဲပြီးတဲ့အချိန်မှာ तू ကတံဝေကရသွားပြီစစ်ကိုရှောင်လိုက်တော့တော့နောက်မတိုက်တော့အဲ့ဒီမှာသူ့ရဲ့ဒီမတ်တမ်းမှတ်ရာတွေကြောက်စာတွေထိုးထားတာရှိတယ်အဲ့ဒီကလင်ကတိုင်းဟာ အတော့ကမင်းမတိုင်ခင်ကရှေးတုန်းကတည်းကရှိတယ်။ခဏလေးရှိတယ်ပေါ့။တန်တပူရမြို့ကလင်္ကာတိုင်းတန်တပူရမြို့မြတ်စွာဘုရားပြိဋိဘံစံပြီးတဲ့အချိန်မှာအဲ့ဒီတန်တပူရမြို့ဟာလက်ရအောက်ဆွဲတော်အဲ့ဒီရောက်တော်လက်ဝဲအဲလက်ဝဲလက်ဝဲအထက်ဆွဲတော်အဲ့ဒီရောက်သွားတာနော်လက်ဝဲအထက်ဆွဲတော်အဲ့ဒီမှာရောက်သွားအဲ့ဒီရောက်သွားတာကနေပြီးတော့ ဘေးကလူတွေကဘုရားရဲ့ဆွဲတော်ကိုလူမလို့လာတဲ့အခါမှာအဲ့ဒါနပူရမြို့မှာရှိတဲ့ဒါနကုမာရနဲ့ဟေမမာလာမင်းသမီးတို့ကရုပ်ဖြောက်ပြီးတော့မင်းသမီးရဲ့စတုံးထဲမှာဘုရားရဲ့ဆွဲတော်ကိုဖွက်ပြီးတော့တိရိလင်္ကာနိုင်ငံဘက်ကူးသွားတာအခုတိရိလင်္ကာမှာရောက်နေတဲ့ဆွဲတော်ဟာကာလင်္ကာတိုင်းကဆွဲတော်ပဲလို့ဆိုတယ်ဟမ်အဲ့ဒီဆွဲတော်ကာလင်္ကာတိုင်းကဆွဲတော်ပင့်ပြီးခုတီဟိုမှာရှိတယ်ပေါ့ဒါလို့ဆိုတာပေါ့ သမိုင်းကြောင်းကအဲ့ဒီဒဏ္ဍပူရမြို့မှာဖယားမပွင့်ခင်ကဟုတ်ရှိတော့ကသမိုင်းကြောင်းအလွန်ရှည်လျားတဲ့အချိန်တော့ကရန္တကဆိုရင်မင်းဖြစ်ခဲ့တယ်ပေါ့အခုနောက်ပိုင်းဆွေတော်တို့ဆိုတာဖယားပွင့်ပြီးမှဖြစ်တဲ့ဤကတ်တဲ့သမိုင်းပေါ့နော်ဟုတ်ရှိတော့ကအဲ့ဒီမှာကရန္တကဆိုတဲ့ဘယင်ကြီးသူဖြစ်ခဲ့တယ်သူဖြစ်တဲ့အခါတနေ့ကျတော့ဥယျာဉ်ထွက်ဆင်းနေစီးပြီးတော့ဘယင်ကြီးကိုယ်တိုင်ကလည်းဆင်းစီးပြီးတော့ အချာယံပိဋကတ်တွေနဲ့ဥယျာဉ်နဲ့ထွက်တယ်။ဥယျာဉ်ထွက်တော့ဥယျာဉ်မှာလှပ်ပါတဲ့ဥယျာဉ်အဝင်ဝမှာလှပ်ပါတဲ့သေပင်ကြီးအတိတွေနဲ့တီးတွေကလည်းမှဲ့ဝင်းပြီးတော့နေတယ်။အဲ့ဒီလိုဝင်းဝါနေတဲ့တည့်တီးတွေနဲ့ဒီတွေ့တဲ့အခါမှာဘုရင်ကြီးကစင်ပေါ်ကနေပြီးတော့တည့်တီးခိုင်တခိုင်ကိုခူးလိုက်တယ်။ခူးလိုက်ပြီးတော့အဲ့ဒီဥယျာဉ်ထဲမှာနေရင်းကနေပြီး သူနပါတဲ့လူတွေကျွေသူကိုယ်တိုင်လည်းသိရသည်စားပေါ့ဘီရင်ကြီးလည်းခူးသွားရောနောက်ကပါလာတဲ့ပရိသတ်တွေကအကုန်လုံးဟာဘီရင်ခူးပြီးပြီဆိုရင်ခူးကြတယ်ဘိုလ်လူကခူးဒီလူကခူးနဲ့အသီးတွေပြောင်ယုံနေမှာကဘူးအဲတချို့ကအကိုင်းမှာချိုးပြစ်တယ်လူချာရက်ကြနေဆိုတော့အဲ့တိပင်းကြီးတပင်းလုံးကရဆရာမရှိအသီးဆိုတော့လုံးဝမကြံတော့ခူးလိုက်ကြလူလိုက်ကြရက်လိုက်ကြတာ မာနဲ့တူတော့ဆိုပတ်စံကျဲလို့ဝိုင်းလူတာနဲ့တူအသက်ပြင်းကြီးကိုပွတ်ဆက်တက်သွားဘီရင်ကြီးကညနေအချိန်ရောက်တဲ့အခါကျတော့အဲ့ဒီလမ်းကနေပြန်ထွက်တာပြန်ထွက်တော့အဲ့ဒီဘီရင်ကြီးကအဝင်းနှောင်းကစိတ်စိတ်ညိုညိုနဲ့တော်တော်လှတာအသီးတွေနဲ့အမတန်လှတာသူကတခိုင်မဲဆွတ်တာဘီရင်ကြီးဆွတ်ပြီးပြီဆိုတော့နောက်ကလိုက်လာတဲ့လူတွေကအကုန်ဆွတ်ကြလာ အပင်ကြီးဟာအကိုင်းနေကျိုးပဲ့ပျက်စီးနေတာယူမြင်တော့သူကစဉ်းစားတာနောက်မလမ်းမကမ်းမှာရှိတဲ့တစ်ပင်တစ်ပင်ကြတော့အတိမတိဘူးတရက်ပင်ပဲအတိမပီးတော့အဲ့ဒီပင်ကိုတော့ဘယ်သူကမှနှိပ်ဆက်ဘူးအတိတိတဲ့တရက်ပင်တော့ဝိုင်းနှိပ်ဆက်ထားလိုက်ကြတာအဲ့ဒါသူ့ရဲ့ပတ်ဝန်းကျင်မှာမြင်ခွင့်ပဲ အဲ့တော့တမန်အပြင်မစင်းစားတဲ့လူတယောက်ဆိုဟာတေအသီးတွေကုံပြီးခုပြစ်ကြတာပဲလို့ထီးတဲ့ပို့ပြီးတော့မတွေးဘူး။ तू ကဘယ်လိုတွေးလိုက်တော့ဆိုလို့ရှင်ဟာဒီတရေပင်ကြီးအခုလို့ရုပ်ပြစ်ဆင်းပြက်နဲ့အကိုင်းနေကျိုးပဲ့ပျက်စီးသွားတာဟာတခြားကြောင့်မဟုတ်ဘူးအသီးကြောင့်ဖြစ်တယ်။ခိုးမှာအသီးမရှိတဲ့အပင်ကဘာမှဖြစ်ဘူး။ဒီလိုစဉ်းစားပြီးတော့ငါဘဝလည်းအခုဟာမင်းဆိုရစားဘဝမိသားစုဘဝတာရီသမီးတွေနဲ့ ငါနေတာဟာအတိတိတဲ့တဲ့ပင်ကြီးနဲ့တူတယ်ငါအတိတိတဲ့တဲ့ပင်ကြီးနဲ့တူနေပြီငါဘွားနော်တမ်းပြီးအုတ်ချုပ်မင်းလုံးနေတဲ့စီစဉ်ဥစ္စာတွေနဲ့နေတယ်အတိတိတဲ့တဲ့ပင်ကြီးနဲ့တူတယ်လူရကြမယ်ဆိုလို့ရှိရင်လည်းငါသိငါကိုယ်တိုင်ငါဘွားဟာလည်းပဲဒီတဲ့ပင်ကြီးကျိုးပဲ့သွားတယ်လို့ငါဘွားဟာလည်းကျိုးပဲ့သွားမှာပဲစဉ်းစားပုံလေးကိုပြောတာနော်အဲ့ဒါပြောတာပဝန်းကျင်ကိုရှုမြင်၍ တတိထားတဲ့အသိဉာဏ်နဲ့ရှုမြင်တယ်ရှုမြင်ပြီးတော့သူ့ဘဝကိုသူဆင်းရင်တာငါဘဝဟာအတိတိတဲ့တရားပင်ကြီးနဲ့တူးနေပြီဟောဟိုဘက်တပင်ကိုကြည့်လိုက်မယ်ဆိုရင်အတိမတိတိအတွက်ကြောင့်ဘယ်သူကမှမဖြတ်စည်းဘူးအဲ့ဒါယဟန်ဘဝသူတော်စင်ဘဝကြတော့ဘယ်သူကမှဒုက္ခမပေးဘူးငါဘဝမှာဆိုလို့ရှိရင်တိုင်းပြည်အာဏာလုမဲ့လူတွေနဲ့ငါကိုနှိပ်စက်မဲ့လူတွေနဲ့ငါဟာ အမြဲတမ်းသတိထားပြီးတော့ကာဝေးရီနဲ့နေရတယ်ပေါ့ငါဘဝဟာအတီးသီးတဲ့တည်ပင်ကြီးလို့ဖြစ်နေပြီအဲ့တော့ပျက်စီးသွားနိုင်တယ်အဲ့တည်ပင်နားလေးမှာရှေ့ဆက်မသွားဘဲနဲ့တွေးတာတွေးလိုက်တာမှာတော်တော်ကြာအောင်တွေးနေတာအဲ့နားမှာနော်ဘေးကလူတွေကတော့ဘာတွေးတယ်မသိဘူးဘယင်ကြီးမြင်တွေးနေတော့ရက်နေတော့သူတို့အားလုံးလည်းရက်နေကြဘယင်ကြီးအဲ့တည်ပင်နားမှာတွေးရနေပြီးတော့ နောက်ဆုံးမှာတရားပင်ကြီးပျက်စီးသွားတယ်လို့တို့ရထားတဲ့ယုံနဲ့တရားတွေဟာလည်းပဲတနေ့ကျတော့ပျက်စီးသွားမှာပဲလို့ဆိုတယ်ဒီယုတ်တရားနန်တရားတွေရဲ့ခိုင်မာမှု မရှိတဲ့သဘောသူ့ဘဝရဲ့အခြေအနေတွေထိအောင်အကုန်လုံးဆက်ဆက်ပြီးတရားပင်ကြီးကိုအာယုံပြုရာကနေပြီးတော့သူ့ရဲ့ဘဝတစ်ခုလုံးကိုဆင်ခြင်သုံးသပ်ပြီးတော့မမြဲတဲ့သဘောတွေဆင်းရဲတဲ့သဘောတွေကိုယ်ပါမမစိုးပိုင်တဲ့သဘောတွေ တန်ဝေကတွေနဲ့ဆက်ဆက်ပြီးအတိဉဏ်တွေနဲ့တက်လာလိုက်တာ နောက်ဆုံးမှာဘသူကမှနီးပြတာမဟုတ်ပြီမလို့သူဉာဏ်ထဲမှာ အတွေးပြီးအတွေးအတွေးပြီးတွေးအမြင်တွေကထူးခြားထက်မြက်တဲ့အမြင်တွေမြင်လာပြီးတော့သူဟာပစ္စေကဘောရိဉဏ်ရသွားတာအဲ့နာတယ်မယ်နော်သောတပတိမဉဏ်ဖြစ်တဲ့သံဃာဂ ामी မဉဏ်အနာဂ ामी မဉဏ်အရဟတမဉဏ်ဖြစ်ပြီးပစ္စေကဘောရဖြစ်သွားပစ္စေကဗုဒ္ဓလို့ဆိုတာ ဘသူကမှတရားမဟောရပဲနဲ့သူကိုယ်ပိုင်ဉာဏ်နဲ့သိစွာနိုင်တဲ့ပုဂ္ဂိုလ်မျိုးဆိုလိုတယ်အဲ့တော့ဘုရားရှင်ကတရားနာပြီးမှသိတာ မဟုတ်ဘူးသူကိုယ်ပိုင်ဉာဏ်နဲ့ဆက်ဆက်ပြီးတွေးခေါ်ပြီးတော့သိသွားတယ်သူဟာ မတ္တရရင်နဲ့ပြိစိကဗုဒ္ဓဖြစ်သွားအတွေးထဲမှာအမြင်ထဲမှာ သူဟာနစ်မျောပြီးတော့အကြာကြီးရပ်နေလိုက်တယ်အဲ့ဒီအချိန်မှာနောက်ကအမတ်ကြီးတွေကရှင်မင်းကြီး ပြန်မှုအချိန်တန်ပြီနော်အချိန်လေးနောက်ကျနေပြီပြန်မှုအချိန်တန်ပြီပေါ့ဆိုတော့ဟာငါမင်းကြီးမဟုတ်ဘူးတဲ့သူကအဲ့ကျငါမင်းမဟုတ်တော့ဘူးတဲ့ငါပစ္စေကဘုရားသူတော်စင်ဖြစ်ကိုငါကိုပြောင်းလိုက်ပြီတော့သူစိတ်ထဲမှာသူကတရားတည်းပဲစိတ်ကရောက်နေတာဆိုတော့ငါမင်းမဟုတ်ဘူးလို့ညင်လိုက်တယ်ဟာရှင်မင်းကြီးမပြောကောင်းဘူးပစ္စေကဘုရားဆိုတာရှင်မင်းကြီးလိုမှမဟုတ်တာပစ္စေကဘုရားဆိုတာခေါင်းမှာသဘေမရှိဘူး မျက်နာမှာမုန်းစိတ်တွေကျင်ဆွယ်တွေမရှိဘူးသဘိတ်နဲ့အဲ့ဒါလိုအလုံးကိုဆွလွတ်တာဆိုတော့သူကသူခေါင်းကိုပုတ်ချိလိုက်အဲ့ပုတ်လိုက်တာနဲ့ပဲပိဿကဗုဒ္ဓရဲ့ဒီသူတို့ရဲ့ထုံတန်းစင်လာအရာခေါင်းကိုသူ့မှာသဘင်တွေရှိနေတာခေါင်းကိုပုတ်လိုက်တာနဲ့ပဲသူလူအသွင်ဟာပျောက်သွားပြီးတော့ရဟန်းအသွင်ရောက်သွားတယ်ချက်ချင်း အားလုံးသူတော်စင်တွေဝတ်တဲ့အဝတ်ကိုဝတ်ဆင်ပြီးသားမင်းဝတ်မင်းတန်းစာတွေကိုချွတ်ပြီးသားအဲ့ဒါလို့ပြစ်စင်ကဘုရားတဆူရဲ့အသွင်ကိုချက်ချင်းရသွားတယ်ရသွားတဲ့အခါမှာပိယိတ်တကိုတရားဟောပြီးကောင်းကင်ပြန်တက်ပြီးဟိမွန်တာတောင်ဘက်ကဟိမွန်တာတောင်မှာရှိတဲ့နန္ဒမူလာတောင်ဆိုတာလှိုင်ကူးကိုအဲ့ဒီဘက်ကိုကြွသွားတယ်ပြစ်စင်ကဘုရားလေသရင်သုံးတဲ့နန္ဒမူလာလှိုင်ကူးကိုကြွသွားတယ်ဒါအဖြစ်ပြက်တစ်ခု နော်ဒါကပထမပစ္စေကဗုဒ္ဓကပြောပြတာသူ့ဘဝအကြောင်းကိုပြောပြအဲ့ဒါလို့ပြောပြပြီးတော့ဘုရားလောင်းကနားထောင်ရင်းနဲ့ဩဟုတ်လိုက်တာဟုတ်လိုက်တာအရှင်ဘုရားဘုရားအရာတော်လိုက်တာစဉ်းစားပုံကောင်းလိုက်တာ ਨੇ ပြောပြီးဒီဘက်ကကိုတော်ရောအရှင်ဘုရားရောဘာကြောင့်ဒီလူဒီဘဝရောက်လာတာတော့လို့ဒုတိယမထေရ ဒုတိယအရှင်မြတ်ကိုမေးတဲ့အခါကျတော့သူကလည်းသူ့ရဲ့အတွေ့အကြုံကိုပြောတော့ဆိုသေလံသူမထံနရဝိရနေထိတံနာရီယုဂံဒါရီအပတ္တံဒုတိယစအာဂမအဟောတိတတောတန်ဒိတဝဘိက္ခစရိယံစရာမိသူကတော့ဘာလို့ဆိုလို့ရှိရင်ဒီဗရမ ्या လက်ကောက်ကလေးကျွမ်းကျင်တဲ့လူတွေက လုထာတဲ့ဗရမယလက်ကောက်ကလေးကိုအမျိုးသမီးတယောက်ဟာတဲ့ဟုတ်စင်ထားတယ်လက်တစ်ဖက်ထဲမှာဗရမယလက်ကောက်ကလေးနှစ်ခုရှင်ပြီးတော့ဒီလက်တစ်ဖက်စီမှာဝတ်ထားတဲ့အချိန်မှာတခွင်းပဲဝတ်ထားတဲ့အခါမှာတဲ့ဘာသာမှမကြဘူးတဲ့နောက်တစ်ခါပြောင်းပြီးတော့လက်ဝဲဘက်တစ်ဖက်ထဲမှာလက်ကောက်လေးနှစ်ခွင်းကိုပြောင်းပြီးတော့ဝတ်လိုက်တဲ့အခါကျတော့ဩတဲ့တစ်ခုနဲ့တစ်ခုထိလာပြီးအတန်နေထွက်လာတယ် အဲ့ဒါလေးကိုသူစိုက်ကြည့်ရင်ကနေပြီးတော့အေးတဥရိရဲ့ဘဝဟာကောင်းတယ်ဆိုပြီးတော့ဒီသူတော်စင်ဘဝကိုသူ ပြောင်းခဲ့ပါတယ်လို့အတူချုပ်လေးပြောပြတာနော်အဲ့တော့သူရဲ့ဇလန်းအကျေကြတော့ဘလို့ပြောတော့ဆိုသူဟာဂန္ဓာရတိုင်းကတက္ကသီလာမြို့ကိုအုပ်ချုပ်တယ်တက္ကသီလာမြို့ကိုအုပ်ချုပ်တယ်ဒီနက္ခစီလို့ခေါ်တယ်မင်း သူ့နာမည်ကနက္ခစီအဲ့တော့ခန္ဓာရတိုင်းဆိုတာဘယ်ဟာခေါ်တာတုံးလို့မေးလို့ရှိအခုသမိုင်းကြောင်းနဲ့ပြောမှဆိုရင်ပါကစ္စတန်နိုင်ငံကခန္ဓာရတိုင်းနော်ပါကစ္စတန်တို့အာဖဂန်နစ္စတန်တို့ဆိုတွင်းတယ်နော်ပါကစ္စတန်မှာကနေ့ဖတ်ကြည့်မယ်ဆိုရင်တော့ကန္ဓဟာဆိုတဲ့မြို့ရှိတယ်နိကဘူးမြို့လို့ကန္ဓဟာမြို့လို့အဲ့ဒီကန္ဓဟာမြို့ကိုခန္ဓာရလို့တချို့လည်းယူဆကြတယ် အဲ့တော့ခန္ဓာရဆိုတာပြောမယ်ဆိုရင်ခဏိမြေပုံနဲ့ဆိုရင်ဒီအာဖဂန်နစ္စတန်တို့ပါကစ္စတန်တို့မှာရှိနောက်သူကခန္ဓာရတိုင်းနဲ့ကတ္တမီရတိုင်းနော်ဒီကနေ့လည်းပဲကတ္တမီရလို့ပဲခေါ်တယ်ကြားကြလိမ့်မယ်တခါတည်းရန်သတင်းစာဖတ်ပြီးလို့ရှိရင်ကတ္တမီရကိုကရှမီလို့ခေါ်တယ်ကရှမီပြည်နယ်ဆိုတာကြားဘူးလေကရှမီပြည်နယ်ကအိန္ဒိယနဲ့ पाकिस्तान ये नेशन ना कश्मीर पी ने का नकाश की सुरे म्यू पाकिस्तान में का ठीक बाद आज हम टूरे